မင်္ဂလာညညမှာခင်ဗျာကျွန်တော်တို့ရဲ့တနစ်တာသတင်းအစီအစဉ်တွေကိုကိုစီသတင်းနဲ့အထူးထူး YouTube Channel ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ကတော့စေအောင်စုရဲ့အကြမ်းဖက်မှုတွေကိုကင်တွယ်ဖြေရှင်းနိုင်ဖို့အာဆီယံဥက္ကဋ္ဌမလေးချဝန်ကြီးချုပ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းကြောင်းမနေ့ကထုတ်ပြန်ခဲ့ပါတယ်နိုင်ငံကနိုင်ငံကကယူကရိန်းအရေးပေါ်မှာလာအယုံဆိုင်မှုဆက်ရှိနေတာကြောင့်အာဆီယံအနေနဲ့မြန်မာနိုင်ငံမှာပုံမဆိုးရတဲ့အချက်တဲကိုဥဆောင်ကင်တွယ်ဖြေရှင်းပေးနိုင်မဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ NUG ကထုတ်ပြန်ပါတယ် အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ဥဆောင်မှုအောက်မှာအာဆီယံအနေနဲ့လူအခွင့်အရေးနဲ့ဒေတာအတွင်းလုံခြုံရေးပေါ်ထားရှိတဲ့ကတိကဝတ်တွေကိုဆက်လက်စောင့်ထိန်းဖို့အတွက်လိုအပ်တယ်လို့ NGO ကထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားတာပါလက်ရှိအချိန်ဟာမြန်မာပြည်သူတဦးချင်းစီရဲ့တရားမျှတမှုငြိမ်းချမ်းမှုတွေပြန်လည်ဖော်ဆောင်နိုင်မဲ့ဆောင်ရွက်ချက်တွေကိုပြက်ပြက်သားသားဆောင်ရွက်ရမယ့်အချိန်ဖြစ်တယ်လို့လည်းရေးသားထားပါတယ်ဒါတော့အမလေးရှားနိုင်ငံဟာလက်ရှိအာဆီယံမှာဆိုရင်ဒီတော်လှန်ရေး ကာလမှာတော်လှန်ပြည်သူဘက်ကနေအများကြီးယက်တီခဲ့တယ်ဒီအာနာရှင်တွေမတရားလုပ်ရက်တွေကိုအဲစတင်ခဲ့တဲ့နိုင်ငံတွေကတခုပဲဖြစ်တယ်အဲ့တော့ဒါမှလက်ရှိကမ္ဘာအရေးခင်းနဲ့ပတ်သက်လို့ကြည့်လိုက်မယ်ဆိုရင်မြန်မာအရေးခင်းဆိုတာကမ္ဘာနိုင်ငံတွေကစိတ်မဝင်စားတဲ့အနေအထားလောက်ပဲရှိပါတယ်နော်အတူတူဖြင့်အကျိုးမြတ်တွေကြောက်ပါသလိုဟိုဥရောပမှာရှိတဲ့နိုင်ငံတွေရဲ့စိတ်ဝင်စားမှုတွေယူကရိန်းအရေးဟိုတာပုံမစိတ်ဝင်စားကြတဲ့အတွက်ဒီမြန်မာပြည်မှာဒီအာနာတိန်းနာတဲ့အကျန်းဖက် မိစ္ဆာကောင်တွေလှုပ်ချင်တိုင်းလှုပ်နေတဲ့အရာကကဘာပေါ်မှာတက်ရောက်မှုတိတ်မရှိသလိုဖြစ်နေတယ်ဒါကိုကျွန်တော်တို့ဘက်ကလည်းတက်ရောက်မှုတွေရှိလာအောင်ပို့ပြီးတော့ကဘာအာယုံစိုက်လာအောင်တန်တမာရေးနီးလန်းရတဲ့နဲ့ပို့ပြီးတော့ကြိုးစားကြအောင်လုပ်ပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့မြန်မာနိုင်ငံတဝန်းမှာတော်လှန်ရေးတပ်များကိုထိုးစစ်ဆင်ရန်အတွက်ပောက်ကွဲအားပြင်းထန်နေတော့လက်နက်ကြီးများနဲ့ဘုံများအရေးအတွက်အများပြားတိုးမြင့်ထုတ်လုပ်နိုင်ရေးနိုင်ငံတဝန်းဓာတ်မြုပ်ဩဇာစက်ရုံများမှာမိုနီယံနိုက်ထရိတ်၅ဆတိုးရေးစစ်ကောင်စီကထုတ်လုပ်ခိုင်းနေကြောင်း မြမရေနံဓာတုဗေဒလုပ်ငန်းထံမှတိရပါတယ်စစ်ကောင်စီကဒရုန်းပုံလေရင်ပုံစင်ကွဲပုံများလက်နက်ကြီးပုံများတိုးမြင့်ထုတ်လုပ်ခိုင်းရတွင်ရင်းတို့ခဲယမ်းများထုတ်လုပ်ရန်အဓိကလိုအပ်နေသောအမိုနီယံနိုက်ထရိတ်ကိုလည်းငါးစတိုး၍ထုတ်လုပ်ခိုင်းနေကြောင်းအမိုနီယံနိုက်ထရိတ်မှဘုံခဲယမ်းများထုတ်လုပ်ရတွင်အဓိကကြတော့ဓာတ်ပေါင်းဖြစ်ပြီးဓာတ်မြေဩဇာစိတ်အုံများကအဓိကထုတ်လုပ်နိုင်ကြောင်းတိရတယ်လက်ရှိစစ်ကောင်စီကပောက်ကွဲအပြင်းထန်တဲ့ဘုံနှင့်အမြောက်များကိုထုတ်လုပ်ရန်အမှတ်၁ဓာတ်မြေဩဇာစိတ်အုံ၁၄ အမှတ်နှစ်ဓာတ်မြုပ်အစားဆက်ယုံကျွန်းချောင်းအမှတ်တုံးဓာတ်မြုပ်အစားဆက်ယုံကျောစွာအမှတ်လေးဓာတ်မြုပ်အစားဆက်ယုံမြောင်းတကအမှတ်ငါးဓာတ်မြုပ်အစားဆက်ယုံကံကြီးထောက်တို့ကိုစွမ်းအားဖြင့်တိုးမြင့်ကအမိုနီယံနိုက်ထရိတ်မြန်တိုးမြင့်ထုတ်လုပ်ခိုင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်ဒါကတော့ရှင်းပါတယ်နော်အာနာတိန်ထားတဲ့စစ်ကောင်စီကသူတို့အာနာရရေးအတွက်နီးမျိုးစုံနဲ့တိုင်းပြည်ကိုဖျက်ဆီးနေတဲ့နေရာမှာအဓိကကတော့မြေကြီးပဲကြံရပြီဆိုတော့နော်သူတို့ကိုယ်တိုင်ထုတ်ပြောထားတဲ့စကားနဲ့အညီ တီသူအားလုံးကိုအမှုတ်ချပြစ်နေတာပဲဖြစ်တယ်အဲ့တော့ရန်သူကရန်ငါပြက်အောင်လို့နော်အားလုံးကိုတတိုင်းပြည်လုံးပေါ်မှာအဲ့လိုတပ်ပြတ်နေတဲ့အပေါ်မှာကျွန်တော်တို့ဘက်ကလည်းဘာလုပ်တဲ့နဲ့ဘာလုပ်ကမလဲဆိုတာကိုတွေးဝေစရာမလိုဘဲနဲ့ကျွန်တော်ဆုံးဖြတ်ချက်တွေချဖို့လိုအပ်ပါတယ်တော်လိုင်းလင်းတဲ့ချက်ရောက်လာပြီကျွန်တော်တို့တွေပြက်သားပြကြဖို့လိုအပ်တယ်တုံ့ပန်းတွေဘာတွေမှာဂျီနီဗာကွန်ဗန်းရှင်းဆိုတဲ့ဟာနဲ့အောက်မှာကျွန်တော်တို့တွေတအားစည်စနာကောင်းပြနေတဲ့အရာတွေတခါကြရင်လူဘဝကြတယ်အခု MNDA ကနေ ဖမ်းပြီးလို့ပြန်လှုပ်ပေးလိုက်တဲ့တုတ်ပန်းတွေဆိုအခုလက်ရှိပြည်သူတော်လှန်ရေးမှာဒါပြည်သူတွေကိုပြန်လည်နှိမ့်ကွတဲ့နေရာတွေမှာပါလင်တဲ့ဟာအလုံးတွေ့ပဲဖြစ်တယ်အဲ့တော့ဟိုဘက်တစ်တုံညာနှစ်ခုစစ်စင်ရေးမှာဖမ်းပြီးတဲ့စစ်ခွေးတွေတုံပန်းချင်းလဲလဲဆိုတော့ခေါင်းဆောင်အောက်ကနေလှုပ်ပေးလိုက်တာအဲ့ဒါကိုမင်းအောင်နိုင်ကမင်းတို့ထောင်ကြခံမလားမင်းတို့ပြန်တိုက်မလားဆိုတော့ဘသူဖြစ်ဖြစ်ထောင်ထဲမှာတော့ဘွားတွေအဆုံးမခံဘူးအဲ့တော့ပြန်တိုက်မယ်ဆိုပြီးရှေ့တန်းပြန်လာတယ်အဲ့ဒီစစ်ခွေးတွေကဘယ်ကိုပြန်လာလဲဆိုတော့တောင်ပိုင်းတိုင်းတွေကိုပြန်လှုပ်ပေးတယ်အဲ့တော့တောင်ပိုင်းတိုင်းမှာရှိတဲ့တိုင်ရင်တပ်ဖွဲ့တွေက စခန်းတိမ်းဖို့စုထားတဲ့အနေထားကနေကိုယ့်ကိုစစ်တောင်းထိုးတာကိုပြန်လည်ခုခံတဲ့အနေထားဖြစ်ပြီးတော့ခေယန်လက်နက်တွေကလိုအပ်တာတဲ့ပုံမူလိုအပ်တဲ့အနေထားတွေဖြစ်ကုန်တော့ဒါဟာတော်လှန်ရေးအလှည့်ပြောင်းဖို့တစ်ချက်ချိုးစေတာဒါကြောင့်မလို့ဒိုင်းနာ EOS တွေအနေနဲ့လဲဒီတုံမှန်းချင်းလဲလှယ်ချင်းကိစ္စတွေဂျီနီမာကွန်မန်းချင်းဆိုတဲ့အောက်မှာနေနော်ကြောက်ဆုံးနေတာတွေမှာဖြစ်စေပဲနဲ့လက်ရှိကျွန်တော်နိုင်ငံရဲ့အနေထားပေါ်မှာလည်းတိကျမှုလိုအပ်ပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းတော့ဒါကတော့ထိုင်းနိုင်ငံချွန်မူလီ မြို့ဝန်ဆင်း technology စေယုံတွင်မြန်မာအလုတ်တမားများကိုအကြောင်းပြချက်မရှိဘဲနစ်နာခြင်းမပေးဘဲအလုတ်ဖြုတ်မှုမှဖြစ်ပွားနေကြောင်းအဆိုပါစေယုံမှာအလုတ်တမားများကပြောဆိုလိုက်ပါတယ်ထိုစေယုံတွင်မြန်မာအလုတ်တမား900ကျော်ရှိကြောင်းစေယုံတွင် Thai BNN တရုတ်မြန်မာအလုတ်တမားများရှိတဲ့အထက်မြန်မာအလုတ်တမားများကိုဒါတီးတန့်ဖိနှိပ်နေခြင်းဖြစ်ကြောင်းသိရတယ်ပါကေးပြန်စေယုံကအလုတ်ကောင်းတဲ့အချိန်တုန်းကအလုတ်တမားတွေကိုတိုးခေါ်ပြီးတရုတ်နှစ်တကူပိတ်ပြီးပြန်ဖွင့်တဲ့အချိန်ကလေးကအလုတ်တမားတွေဟာအလုတ်ပုံမှန်မစင်းရတော့ပါဘူး တရက်စင်းတရက်နားပုံစံနဲ့တွားနေရတာပါအချို့ဆို၃၄ရက်နားပြီးမှတရက်စင်းလိုက်ဆိုတော့အလौဒမားတွေအရန်အစင်မပြည့်ဖြစ်ရတဲ့ဟုအဆိုပါဆက်အောင်မှမြန်မာအလौဒမားတူကရန်ကုန်ခေတ္တသတင်းဌာနကိုပြောဆိုလိုက်တာထားပါတယ်ထို့တော့မြန်မာအလौဒမားများကဖိနှိပ်မှုအမျိုးမျိုးကြုံနေရတဲ့အတွက်အလौဒမားများကဆန္ဒပြတောင်းဆိုမှုများလှုပ်ခဲ့ပူပြီးထို့တော့ဆန္ဒပြတောင်းဆိုခဲ့တဲ့အလौဒမားများကိုလည်းအဆိုပါဆက်အောင်မှအလौထုတ်ပြစ်ခြင်းများဆက်ယုံကလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ဒါကတော့ထိုင်းနိုင်ငံမှာရှိတဲ့တရုတ် လုပ်ငန်းရှင်စက်အောင်တခုကနေမြန်မာအလုပ်တမားပေါ့ဖိနှိပ်တယ်ဆိုတဲ့တည်ငြိမ်ဖြစ်ပါတယ်။နော်လက်ရှိထိုင်းနိုင်ငံမှာလည်းအာနာတိန်းထားတဲ့အကြမ်းဖက်ကောင်တွေကစစ်မှုထမ်းဥပဒေကိုလက်မှတ်ထိုးတာတွေနော်တချို့စက်အောင်တွေမှာစက်အောင်တာဝန်ရှိတဲ့လူတွေပေါင်းပြီးတော့လူခွင့်ချိုးဖောက်မှုတွေလုပ်နေတာတချို့နေရာတွေမှာကြားသိရပါတယ်။ဒါဟာလုံးဝဖြစ်တဲ့ကိစ္စမဟုတ်ဘူး။နောက်တစ်ခါဒီကျွန်တော်တို့နိုင်ငံမှာဒီထိုင်းနိုင်ငံမြန်မာနိုင်ငံသားတွေကထိုင်းနိုင်ငံရောက်လာတဲ့အချိန်မှာဒီနေထိုင်ခွင့်အလုပ်လုပ်ခွင့်ပါမစ်တွေတက်တန်းကုန်နေတယ်။အဲ့ဒီပုံမှာမြန်မာဘက်အချမ်းကဒီအာနာတိန်းထားတဲ့စစ်ကောင်စီဘက်အချမ်းက နော်နှောက်ချက်နေတာကြောင့်အခုချိန်ထိတက်တန်းနေတိုးပြီးတော့မရပဲညှိနေတဲ့အနေအထားဖြစ်တယ်ဒါကလုံးဝမဖြစ်တဲ့ကိစ္စနော် passport ထုတ်ပေးရမှမလို့သူတို့တန်ရုံကနှောက်ချက်နေဆိုရင်တော့တမျိုးပေါ့ဒါပေမဲ့လို့ passport တွေတက်တန်းစီရဲ့အတားနဲ့ဒီပေါ်မှာ web permit တွေ visa တွေကိုထိုင်းနိုင်ငံပေးမဲ့အရာမှာနှောက်နှေးတယ်ဆိုတဲ့အရာကအာနာတိန်ထားတဲ့စစ်ကောင်စီတိုင်းပြည်ရဲ့အစိုးရမဟုတ်ဘူးဆိုတာကိုအတိအလင်းနဲ့ကြေညာထားတယ်မြန်မာပြည်သူအားလုံးကလည်းဒါဟာအစိုးရမဟုတ်ဘူးဆိုတာကိုအားလုံးကစန့်ကျင်နေတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်ရမျိုးတွေကလုံးဝမဖြစ်တဲ့ကိစ္စလို့ပဲရှုမြင်ပါတယ်အဓိကကတော့ဒီချိန်မှာမြန်မာပြည်သူတွေအနေနဲ့ကဖိနှိပ်ခံတက်တက်ပါပဲဘယ်တူကောမှအားကိုးစရာမရှိတဲ့နဲ့ဖိနှိပ်ခံနေရတဲ့တိုင်းပြည်ပျောက်နေတဲ့နိုင်ငံသားတွေဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့လန်ဒန်မြို့ရုရှားတန်ယုံရှင်းမှာမတ်လ19ရက်နေ့မနေ့က UK ရောက်တော်လှန်အင်အားစုတွေကဆန္ဒပြပွဲပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ဆန္ဒပြပွဲမှာ UK ရောက်မြန်မာတိုင်းရင်းသား200ဝင်းကျင်ခန့်တက်ရောက်ခဲ့ကြပြီးအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကို ရုရှားအစိုးရရဲ့ထောက်ပံ့မှုတွေရပ်တန့်ဖို့နဲ့မြန်မာနိုင်ငံမှာနျူကလ িয়ার စက်ရုံတည်ဆောက်မှုကိုလက်တင်မခံကြောင်းဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စောင်းမင်းအောင်နိုင်ကိုရုရှားအစိုးရရဲ့ထောက်ပံ့နေမှုကြောင့်မြန်မာနိုင်ငံပြည်သူတွေဘုံကျဲတက်ဖြတ်ခံနေရပြီးကလေးတငယ်နဲ့အရက်သားပြည်သူအများအပြားတေချေနေရတဲ့အတွက်ရုရှားအစိုးရအနေနဲ့အကြမ်းဖက်စစ်ကောင်စောင်းမင်းအောင်နိုင်ဟာထောက်ခံထောက်ပံ့ပေးနေမှုကိုချက်ချင်းရပ်တန့်ပေးဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ကျေးဇူးတင်ပါတယ်လန်ဒန်မှာရှိတဲ့ကျွန်တော် UK ရောက်မြန်မာ တိုင်းရင်းသားအတိုင်းဝိုင်းအားလုံးကိုလေးစားပါတယ်ကျွန်တော်လှုပ်ခွင့်ရတဲ့နိုင်ငံတိုင်းမှာဒါမျိုးလှုပ်ကြပါမယ်နော်အခုဆိုသံသနာပြပွဲတွေအဓိကလှုပ်ခဲ့တဲ့ထိုင်းနိုင်ငံမှာဆိုအခုနောက်ပိုင်းလှုပ်လို့မရဘူးရဲချုပ်ကအစနော်ရွှေပြောင်းလှုပ်တာတွေအနေနဲ့သံသနာပြခွင့်မရှိဘူးဆိုတဲ့စကားမျိုးတွေပြောကြားထားပြီးတော့မြန်မာလှုပ်သမားတွေကတော်တော်ဖိနှိပ်ခံနေရတဲ့အနေထားမှာလုံးဝကိုအဲယင်တဲ့ကသံသနာအမှန်တွေတောင်ထုတ်ဖို့ပြောဆိုနိုင်တဲ့အခွင့်အရေးတွေအစဆုံးရှုံးနေတဲ့အနေထားမှာအခြားဒီမိုကရေစီစံချိန်စံနှုန်းပြေဝတဲ့တိုင်းပြည်တွေမှာရောက်ရှိနေတဲ့ကျွန်တော်တို့ ိုင်းရင်းသားမြန်မာပြည်သားတွေအနေနဲ့ရတက်မအေးကြပဲနဲ့ဝိုင်းဝန်းပြီးတော့အခုလိုလှုပ်ဆောင်ပေးကြတာအင်ပါတန်တိုင်းပြည်အတွက်အကျိုးရှိတဲ့လှုပ်ရပါပဲ။ဒါကြောင့်မလို့ဒီမြန်မာပြည်သူတွေကိုတက်ဖြတ်နေတဲ့အာဏာတိုင်းအကြမ်းဖက်စစ်ကောင်းဆောင်ကိုကဘာကဒီတိုင်းထိုင်ကြည့်နေတူ၍ကျွန်တော်တို့တွေဟာလေကျွန်တော်တို့တွေရဲ့လှုပ်ရှားမှုကိုဘယ်တော့မှရက်နှက်မှမဟုတ်ဘူးဆိုတော့เนาะဆုံးဖြတ်ချက်မျိုးကိုကင်ပြီးတော့ကျွန်တော်တို့တွေစူးစမ်းကြဖို့လိုအပ်တယ်။ပြည်တွင်းမှာရှိတဲ့အင်အားစုတွေရတဲ့အတက်တွေဘေဘီတိုက်နေကြသလိုပြည်ပမှာရှိတဲ့ကျွန်တော်တို့အင်အားစုတွေရတဲ့အခုလိုမျိုးမနေမနားစူးစမ်းနေကြရင်ကျွန်တော်တို့လိုချင်တဲ့ အေဂျန်နဲ့နော်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ကိုဂျိမ်းနေပိုင်တိုင်းနေမှာဖြစ်ပါတယ်ဟုတ်ကဲ့နောက်ထပ်တင်းတင်းမို့ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့အချက်မရှိလို့နော်မျက်နှာပြောင်တိုက်တယ်လို့မြင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့တိုင်းပြည်ရဲ့နော်ယဉ်ကျေးမှုအမွေအနှစ်အဖြစ်ထိမ့်သိမ်းထားတဲ့ပါဝါ54ပေါ့နော်ပါဝါ54အမေဒေါ်အောင်ဆန်းစုကြည်အိတ်ကိုအချိန်ချင်းလေလံပစ်နေတာဘယ်သူမှမဝယ်ဘူးဒါလည်းအချက်မရှိဘဲနဲ့ဒီနေ့ထိထပ်ပြီးတော့လေလံပစ်တယ် ရပါတယ်ကြိုက်တဲ့တော့ပြစ်ပါအကျိန်တရာလောက်မကလို့အကျိန်တစ်ထောင်ပဲလေလံပြစ်ပါစေတတ်တိရှိတဲ့ကောင်ကတော့ဝယ်ပေါ့ဒါပါပဲနော်မကျင်နိုင်အောင်ပြစ်ဆောင်ကိုတိုင်းဝယ်လိုက်ပါလားပိုကောင်းတယ်ဟုတ်တယ်နော်ခြံမ54နေအိမ်ကိုခြံကိုလေလံကျန်ကင်းစင်ရှော့ဖို့ဥအောင်စန်းဦးရဲ့အဆိုကိုကန့်ကွက်ကြောင်းဒေါ်အစန်းစုရဲ့ရှင်းနေအဖွဲ့ကတရားရုံးကိုရှောက်လဲချက်တင်သွင်းခဲ့ပါတယ်။၃ချိန်တိုင်းလေလံဆွဲခဲ့ရလေလံဆွဲမဲ့ဝယ်သူမရှိတဲ့တမိုင်းဝင် ခြံမှတ်54နေအိမ်ကိုဥအောင်ဆန်းဦးကလင်းလန်းကြမ်းကင်းစေထပ်မံချော့ချဖို့တင်ပြလမ်းမှုအပေါ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ကရှောက်လဲချက်တင်တွင်းလိုက်တာပါခြံမှတ်54နေအိမ်ရဲ့လင်းလန်းကြမ်းကင်းစေငွေကြက်တိန်ပေါင်း1တရမ85တန်းကိုချော့ချဖို့ကမာရုတ်ခရိုင်တရားရုံးမှာဥအောင်ဆန်းဦးကတင်တွင်းလိုက်တာပါပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်ကခြံမှတ်54ကိုငွေကြက်တိန်ပေါင်း1တရမ68တန်းနဲ့တတိယအကြိမ်လေးလံတင်ခဲ့ပြီးလေးလံဆွဲမဲ့သူမရှိခဲ့ပါဘူး ဒေါအောင်ဆန်းစုရဲ့ရှင်းနေအဖွဲ့ကဒီကနေ့မတ်လ20ရက်နေ့မှာတရားရုံးကိုကန့်ကွက်ကြောင်းရှောက်လက်ချက်တင်သွင်းခဲ့တာဖြစ်လို့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဒါကတော့ရှင်းပါတယ်နော်။တန်းနဲ့ချီတာမပြောနဲ့။အလကားပေးတာမှယူရဲတဲ့လူရှိရင်ယူလိုက်ပါ။ဒါဒေါအောင်ဆန်းစုကြည်ပိုင်တဲ့အိမ်မဟုတ်တော့ဘူး။ဒေါအောင်ဆန်းစုကြည်ဒီပြည်သူခေါင်းဆောင်လူထုခေါင်းဆောင်ဖြစ်တဲ့အတွက်ဒေါအောင်ဆန်းစုကြည်ရဲ့ပါဝါ54နေအိမ်ဟာတိုင်းပြည်ရဲ့ယဉ်ကျေးမှုအမွေအနှစ်တမိုင်းဝင်အိမ်အဖြစ် ပြည်သူတရလုံးကတတ်မှတ်ထားတာအဲ့ဒါလို့အိမ်မျိုးထိရင်ထိကြည့်လိုက်ချင်းချင်းလေးပဲနော်အဲ့လောက်တတိတွေကောင်းလို့လေလံတင်းနေကြမယ်ဆိုရင်လေလံမတင်ပါနဲ့နော်မင်းအောင်နိုင်တာအောင်ပြည့်စုံလို့ခင်တီးတက်မုံလို့ရှိတာပဲဝယ်လိုက်ပေါ့ဟုတ်တယ်မလားကျူကျူလားဘာဖြစ်လို့ဒီခါကျတော့မမြောက်ပေးတာလဲစဉ်းစားလို့မရဘူးဝယ်လိုက်ပါဟမ်ပါဝါ54ကိုအောင်ပြည့်စုံရင်နေဝယ်လိုက်လို့ပြောလိုက်လေဟုတ်တယ်မလားလူလူခေါင်းဆောင်ဖြစ်တက်လို့အဲ့အိမ်မှာနေလို့ရှိရင်လူလူခေါင်းဆောင်ဖြစ်တယ်ထင်လို့ရှိရင်ဝယ်ပြီးတော့အဲ့အိမ်မှာတွားနေကြည့်လိုက်ကြပေါ့ဒါအဖြေပဲအဲ့လူတယောက်ကတန်ဖိုးဆိုတာကိုယ့်ကို နော်ဒေါအောင်ဆန်းစုကြည်ကငါဟာတိုင်းပြည်ရဲ့ခေါင်းဆောင်မှာသူ့အတူပြောထားတာမဟုတ်ဘူးပြည်သူလူထုကိုသေးရဒါဟာလူထုခေါင်းဆောင်ပါလို့တမုတ်ထားလို့တူမဟာလူထုခေါင်းဆောင်ဖြစ်နေတာအဲ့ဒီရဲ့တဘောတရားအောင်နားမလဲပဲနဲ့ခွာရတိုင်းမယ်ဆိုရင်တော့ခွေးလေးခုံလို့ဖုံမထားတဲ့တိုင်းပြည်မှာနော်ဆက်ပြီးတော့ခုံကြပေါ့ဟုတ်တယ်မလားအချိန်တိုင်ရင်တော့ဖြူနဲ့အမဲဘာဆိုတာတိရပါလိမ့်မယ်ဒီတော်လိုင်းပြီးတဲ့တနေ့ကျရင်တိရပါလိမ့်မယ်နောက်တစ်ခုရှိတာကဥအောင်ဆန်းဦးဟာနော်လက်ရှိဒီနေ့ခက်တော့ဒီနှစ်တော့မတိဘူးအရင်အနှစ်ပိုင်းတွေက မြန်မာနိုင်ငံသားမဟုတ်ပါဘူးဒူတီနိုင်ငံခြားနာခံယူထားတာဖြစ်တဲ့အတွက်မွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတစ်ခုကိုနိုင်ငံခြားနာကိုအမွေခွဲပေးတယ်ဆိုတာလုံးဝမဖြစ်ထိုက်တဲ့ကိစ္စပါเนาะအဲ့တော့ဘူကျောင်းအောင်ဆန်းလည်းဘယ်ဘွားဝစ်ကျွေးတဲ့တော့မတည်ဘူးချခဲ့တဲ့เนาะတာတပီတောင်းရောက်မှာတယောက်ကအသက်ဆုံးရှုံးသွားကျန်တဲ့နှစ်ယောက်မှာတစ်ယောက်ကတော့တိုင်းပြည်အတွက်အတက်ဆွန့်လှုပ်ပေမဲ့เนาะဒီတမီးကိုတတိုင်းပြည်လုံးမှာရှိတဲ့စစ်ဘိုလ်ချုပ်တွေယောက်ျားရင့်မကြီးတွေကဝိုင်းပြီးတော့ထိုးနှက်တိုက်ခိုက်တာဒီနေ့အချိန်ထိပဲတယောက်ကတော့ကိုယ့်ရဲ့နှမလေးကိုယ့်ရဲ့ညီမလေး ရက်တီမဲ့စိတ်မကူးတဲ့အပြင်ရန်သူဖြစ်တဲ့လူနဲ့ပေါင်းပြီးတော့နော်တိုင်းပြည်ရဲ့ပြည်သူကိုပါပြန်ပြီးတော့ကလန်ကဆန်လှုပ်နေတာတော်တော်တော့ရှက်ဖို့ကောင်းပါတယ်ဘူဂျုံအောင်ဆန်တာတမီလို့တော့မပြောတတ်တဲ့လူတော့ဟုတ်ကဲ့နောက်ထပ်သတင်းသမုတ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့မတ်လ၁၆ရက်နေ့မနေ့ကညပိုင်းမှာအောက်မင်္ဂလာတုံးလမ်းမကြီးအင်းစိန် CID ရုံးရှိလုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို RUC စစ်ကြောင်းတပ်ဖွဲ့ဝင်တွေကဝေးထိန်မိုင်းအကြီးစားတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်မိုင်းကတာမန်၃လုံးစာကိုတစ်လုံးနဲ့ပေါင်းပြီးမိုင်းကြီးစင်တဲ့တဘောပေါ့ ဂိတ်ဘေးကတ်ချခဲ့တာပါလို့ RUC စစ်ကြောင်းတာဝန်ခံကိုရဲခေါင်ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းလုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိခဲ့ပြီးတယောက်ကတော့ထိခိုက်ဒဏ်ရာပြင်းထန်ရရှိကဆေးရုံတက်ရောက်ကုတနေကြောင်းသိရပါတယ်ပြည်သူတယောက်သတင်းပို့တာကတော့ကင်းသမားတယောက်အတော်ထိသွားတယ်တဲ့ဆေးရုံချက်ချင်းပို့လိုက်တယ်ကြားတယ်ဘယ်ဆေးရုံနဲ့ဘာဖြစ်တဲ့အထိတော့စက်မတိရပါဘူးလို့ RUC စစ်ကြောင်းတာဝန်ခံကိုရဲခေါင်ကပြောပါတယ် စေအောင်စုတွေကြီးစိုးရအင်းစိန် CID ရုံးကိုရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကမကြာခဏဆိုတဲ့လိုလက်ပစ်ဘုံနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာအဝေးထိန်းမိုင်းနဲ့တဲ့ဖောက်ခွဲခဲ့တာတွေလှုပ်ဆောင်နေတာဖြစ်ပြီးစေအောင်စုထိခိုက်တည်ဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ငါတို့အာဏာငါတို့မရမချင်းဘယ်တော့မှမင်းတို့လည်းအုပ်ချုပ်ခွင့်မရစေရဘူးဆိုတဲ့လက်ကင်ထုတ်ဖို့ကျွန်တော်တို့တွေထားနိုင်ဖို့လိုတယ်။လုံးဝအလျှော့ပေးစရာအကြောင်းမရှိဘူးဘယ်တော့မှလည်းအရှုံးပေးမှာမဟုတ်ငါတို့နိုင်အောင်တိုက်မဲ့ပွဲဒါကြောင့်မို့လို့ မြို့ဒီတော့နေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့မြို့ပြနေမှာလည်းအာနာတိန်နာနဲ့အကျန်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြည်သူမြင်တာနဲ့ကြောက်နေရတဲ့အနေအထားဖြစ်အောင်ကျွန်တော်တို့ပြည်သူတွေကစ조사နိုင်ကြဖို့လိုအပ်ပါတယ်။ဒါကြောင့်မလို့ BNN တော်လှန်ရေးပုံစံမျိုးနော်ကိုလုတ်ကိုလုတ်နေမယ်ကိုလန်းကိုတွားနေမယ်ဒါပေမဲ့အားလုံးဟာတော်လှန်ရေးပြည်သူတွေပါပဲ။ဒါလို့ဖြစ်နေကြဖို့အတွက်ကျွန်တော်တို့တွေကအားလုံးခွန်ဆိုင်လုပ်ဖို့လိုတယ်။အဲ့ဒါလို့ဖြစ်နေလို့နိုင်တဲ့ွေ့ ကျွန်တော်တို့တော်လိုင်းမနိုင်เสียဘာအကြောင်းမှမရှိဘူးဘယ်တော့မှလည်းရန်သူလက်အောက်ကိုကျွန်တော်တို့တိုင်းပြည်ကြက်ရောက်ွားเสียအကြောင်းမရှိပါဘူးအဓိကဇွဲလုံးလနဲ့စီလုံးညင်ညွတ်မှုပါဘူးโอเคနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်စင့်ကန်ရွာဖျားဝင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဖျားကြောင်းဆောင်များပျက်စီးခဲ့ကြောင်း Watch of Mandalay မှတာဝန်ရှိသူတူကပြောဆိုလိုက်ပါတယ်မတ်လ20နှစ်နက်နက်9:25မိနစ်ခန့်မှာဝက်လက်မြို့နယ်စင့်ကင်ကျေးရွာကို တရာဦးလီတက်ကဂျက်ဖိုက်တာတစည်းဖြင့်လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်ဖျားကြောင်းဆောင်တစ်ခုပျက်စီးခဲ့ပြီးပြည်သူနှစ်ဦးမစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့နာနဲ့9နာရီ25မိနစ်မှာတစ်ကြိမ်နဲ့9နာရီ30မိနစ်မှာတစ်ကြိမ်ပေါင်100ဘုံးတိလို့ယူဆရတယ်။လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားတဲ့လေကြောင်းတိုက်ခိုက်မှုမှာဖျားကြောင်းဆောင်တစ်ခုပျက်စီးသွားတယ်။ပြည်သူနှစ်ဦးမစိုးရင်ရတဲ့ဒဏ်ရာရရတယ်။ဘာသာရေးကန့်ဆိုင်တဲ့စစ်ကောင်စီက ဖျားကြောင်းတဲ့ပြည်သူတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်နေတာပါဟု White of Mandalay မှာတာဝန်ရှိသူတူကပြောပါတယ်ဒီညမှာ White of Mandalay ပြောတဲ့စကားကိုတော့ကျွန်တော်ကန့်ကွက်ပါတယ်ဘာသာရေးကိုင်းဆိုင်တဲ့စစ်ကောင်စီကဆိုတဲ့စကားလုံးလုံးဝမှားပါတယ်စစ်ကောင်စစ်ကောင်ဆောင်တွေကဘယ်တော့မှဘာသာရေးမကိုင်းဆိုင်ပါဘူးဘာသာရေးကိုင်းဆိုင်တဲ့လူတွေကကျွန်တော်တို့ဗုဒ္ဓဘာသာမှာဗုဒ္ဓရဲ့အစိုးမကိုယုံကြည်တက်ဝင်လက်ခံသွားပြီဆိုရင်ဒီလိုလောက်ရမျိုးအောက်တန်းကြတဲ့လောက်ရမျိုးမလုပ်ပါဘူးစဉ်းစဉ်းလေးပါပဲเนาะအဲ့တော့လက်ရှိ အာနာရှင်စစ်ကောင်းဆောင်တွေဟာတန်ခါဖြစ်နေပါစေသူတို့ကိုမထောက်ခံလို့ရှိရင်ထောင်ထဲတွင်းပြီးတော့ခေါင်းရိုက်ခွဲဖို့ဝင်မလေးတဲ့ကောင်တွေပါသူတို့ကိုထောက်ခံတယ်ဆိုရင်နော်ပါရာစီကကြနေတဲ့အောက်တန်းစားလူရုပ်မှဖြစ်နေပါစေတင်ငန်းပတ်ထားရင်ပြီးတော့ကရုံတုံးပြီးတော့နေရာပေးဖို့အတွက်အစဉ်နှစ်ပါအဲ့တော့ဒီအာနာရှင်တွေဟာဘာသာရေးကိုင်းဆိုင်တာမဟုတ်ပါဘူးဘာသာရေးကိုခုတုံးလုပ်နေတဲ့လူရုပ်မှတွေပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုဖြစ်နေတာဘဒူတွေလဲမေးလိုက် အဲ့ဒီစစ်ပေါင်းပြီးဝစ်ထားတဲ့စစ်ဘုတ်ချုပ်ဒီကိုယ်တိုင်ဖြစ်တာပါနော်ဘလောက်ပဲအခုလက်ရှိမနေ့ကအောင်ဟာဆရာတော်တွေနဲ့ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့နေရာမှာဆရာတော်ပြောပြတာရှိတယ်လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ဘုံကြီးချောင်းတချို့တွေမှာအများစုနှီးပါမှာနှလုံးတိုင်းတုံးလုံးတိုင်းမရှိတဲ့ကြောင်မြို့တွေမှာရှားသလောက်ဖြစ်နေပြီတဲ့အဲ့ဒါတွေကိုစစ်တပ်ကတိရတဲ့နဲ့တမင်တက်တဲ့ပေးလုပ်ထားတာပြီးလို့ရှိရင်အရက်တောက်မလားကြိုက်တယ်လို့တောက်မိန်းမနဲ့ရှုပ်မလားကြိုက်တယ်လို့ရှုပ်ဒါပေမဲ့အဲ့ဒီ record တွေကိုသူတို့ယူထားတယ်ရက်ကော့တွေယူထားပြီးသူတို့လိုချင်တဲ့အခါ အဲ့ဒီပုံကူတွေကိုပြန်ပြီးတော့ခိုင်းပြီးအတုံးချတယ်အဲ့တော့နိုင်ငံတော်တန်ကနာကအဖွဲ့ကအစဆရာတော်ကြီးတွေကအစသူတို့လုံရင်လိုတလို့ရုတ်တေးရုတ်လို့ကျိုးဆွဲခိုင်းနေတဲ့ဒီဘောင်းဘီစစ်ဘောင်းဘီဝစ်ထားတဲ့အာနာယူအကျန်းဖက်ကောင်တွေဟာဘာသာရေးပေါ်ကိုကိုင်းဆိုင်တာမဟုတ်ပါဘူးဘာသာရေးကိုခုတုံးလုပ်ပြီးတော့တိုင်းပြည်နဲ့ဘာသာကိုဖျက်ဆီးနေတဲ့အောက်တန်းစားတွေဆိုရင်ပုံမှန်ပါလိမ့်မယ်ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့တင်ဆက်ခဲ့တဲ့သတင်းတွေကိုအစအနေအဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် ကျွန်တော်တို့တွေနောက်ရက်တင်မှာတဲ့အချိန်ရရင်ရတဲ့လို့အခုလိုမျိုးတထိုင်ရထဲမှာတနစ်တာဖြစ်ပေါ်နေတဲ့တည်င်းအတူထားတွေကိုတိရှိနားလဲတော့အောင်စူးစီးတင်ဆက်ပေးမှဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူအလုံးလဲဘေးဖရာဝေးကွာပြီးတော့အေဂျင့်တာယာနဲ့ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ရပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာ